စကိုင်းတိုင်းကျွန်းလမြို့နယ်တဖန်းစိတ်ဆဲအတွင်းမှာတရားမဝင်လောက်ကိုင်းမဲ့ရွှေဖောင်တွေကြောင့်စိုက်ပျိုးမြေဧကပေါင်းတောင်းတဲ့ချီပြက်စီဆုံးရှုံးနိုင်လို့ဒေသခံတောင်သူလယ်သမားတွေကကန့်ကွက်နေကြပါတယ်။ခုံစောသတင်းပေးပို့ထားပါရရှင်။စကိုင်းတိုင်းကမ်ဘလူခရိုင်ကျွန်းလာမြို့နယ်တွင်ကတဖန်းစိတ်ဆဲမှာ ဒီလပိုင်းကစလို့တရားမဝင်ရွှေဖောင်တွေလုတ်ကင်လာတာပါအဲ့ဒီရွှေဖောင်တွေကြောင့်ကြေးရွာပေါင်း9ရွာကပြည်သူတွေຫນွေကြပါຫນွေပြောင်းနဲ့ຫນွေတီးနှံနေအပြင်ຢာဒီလိုက်ဆိုက်ပြိုးမဲ့ညီအေကပေါင်းတောင်းတဲ့ချီပျက်စီးနိုင်ပြီးတဘာဝဝင်းကျင်တွေလည်းထိခိုက်နိုင်လို့ဒေသခံတောင်သူတွေကကန့်ကွက်နေကြတာဖြစ်ပါတယ် တဖန်သိဆက်အနောက်ဖက်ချာမှာပေကိုအုပ်စုတွေမှာရွှေဖောင်တွေကိုတရားမဝင်ချတာပေးတဲ့အတွက်ကျွန်တော်တို့ကလည်းຫນွေတိနာကိုဝန်တာအတွက်ရေကြတဲ့ချိန်မှာစိုက်ပြိုးကြတယ်စိုက်ပြိုးကြတော့ဒီနေရာကိုရွှေဖောင်တွေမကြဘူးကျမတို့ပြည်သူတွေကကန့်ကွက်တယ်ရွှေဖောင်တွေကြောင့်တရက်ပင်ပေကိုကျွေးတယ်အေဂျန်တာအင်းလာစုံတလင်အင်တိုင်းတာယာကုန်းနဲ့လေစင်းအောင်ကြီးရွာတွေကစိုက်ပြိုးမြေတွေပျက်စီးဆုံးရှုံးကုန်မှာဖြစ်ပါလေ ရွှေဖောင်တွေကြောင့်ပျက်စီးဆုံးရှုံးရမယ်စိုက်ပျိုးမြင်တဲ့တဘာဝဝင်းကျင်တွေထိခိုက်နစ်နိုင်ရမယ်ဒေတာကန်ပြည်သူတွေအတွက် ပြန်လည်ကုစားမယ်အစီအစဉ်တွေကတော့တိတိကျကျမသိရသေးဘူးလို့နစ်နာနေလူတွေကဆိုပါတယ်ကြည့်ကြရအောင်ကျွန်တော်တို့ကကလပ်ပဲတို့နှမ်းတို့ပြောင်းတို့စားသုံးနေရတယ်ကျွန်တော်ရွှေဖောင်ချင်းလိုက်ဘာဘာလို့လို့များတို့ကျင်းနေနေတဲ့ပုံတွေပေါ်နေတော့တာအကုန်ပျက်စီးသွားတော့တာပဲအဲ့နာမှုတွေဘာဘာကုစားမှုလဲဘာဘာလာမပြောဘူးတိုင်မချချင်းနေရတယ် ရွှေဖောင်တွေကြောင့်တဘာဝဝင်းကျင်နဲ့စိုက်ပျိုးမြေတွေပျက်စီးသွားရင်ရွာပေါင်း၉ရွာကဒေသခံပြည်သူတွေငတ်မုန်းခေါင်းမတဲ့ဘေးနဲ့ကြုံလာနိုင်ပါတယ်။ဒါကြောင့်တပ်ဆိုင်ရာတာဝန်ရှိသူတွေကဒီကိစ္စကို အမြန်ဆုံးဖြေရှင်းပေးဖို့နှိမ့်နာမဲ့ပြည်သူလူထုတရက်လုံးကလှူလာနေကြပါတယ်။ လုတ်ကိုက်စားတော့နေတဲ့နေရာလေးတွေကိုကျင်တာဆိုတော့နောက်လည်းမျောလင်းချက်မရှိတော့ဘူးရွှေကျင်ထမင်းအိုးကြောင့်လည်းဝင်ပြီးတော့ဓာအိုးထမင်းချက်နေတဲ့ဓာအိုးကိုရိုက်ခွဲတယ်လို့ဖြစ်လို့ကျွန်တော်တို့ကပြောရတာပါအဲ့ဒါလေးကြောင့်မို့ဒါကိုအများကြီးအများဆုံးလာရောက်ပြီးတော့တက်ဆိုင်ရလူကြီးတွေကလာရောက်ဖြည့်ရှင်းစေခြင်းတဲ့သဘောပါတဖန်းစိတ်ဆဲမှာရွှေဖောင်နေလုတ်ကိုက်ရင်စိုက်ပြိုးမိအေကပေါင်းတောင်းတဲ့ချီပြီးပျက်စီးဆုံးရှုံးမှန်းနဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ UNG ရဲ့တက်ဆိုင်ရာတာဝန်ရှိသူတွေကဒေတာကန်နေနဲ့တွေ့ဆုံဆွေးနွေးတာတွေရှိပေမဲ့လက်ရှိချိန်ထိညှိနှိုင်းလို့အဆင်မပြေသေးဘူးလို့သိရပါတယ်။ရှိဖောင်းနေလောက်တာကိုပြည်သူတွေကကန့်ကွက်နေတာကြောင့်တချို့ကတော့လုပ်ငန်းကျင်နာထားတယ်လို့ဒရကန်တွေကဆိုပါတယ်ကျွန်တော်ခွန်စော်ဦးပါ